ကဲအားလုံးမင်္ဂလာပါ။ Lane Name YouTube Channel နေပြီးတော့အားလုံးကျေးဇူးပါတယ်။ဆိုတော့ကျွန်တော်တို့အဲဒီနေ့ကျွန်တော်တို့ဒီဘောနော်နှစ်ဆန်နဲ့ကျွန်တော်5ရက်နေ့ Manchester United ရဲ့နောက်ဆုံးရသတင်းလေးတွေကျွန်တော်တို့ပြောကြည့်ရအောင်။ဆိုတော့ကျွန်တော်တို့တိုက်စစ်မှုနဲ့ပတ်သက်ပြီးတော့အဲနောက်ဆုံးရထားတဲ့ကျွန်တော်တို့ဒီဘောနော် price tag ပေါ့လေ။ဆိုတော့ ဘယ်ကစားသမားတွေကဘယ်လောက်ဇင်းလုံးနေရှိတယ်ကျွန်တော်တို့ဘယ်ကစားသမားတို့တော့ဝယ်သင့်တယ်လို့ဘယ်ကစားသမားတို့တော့ရှောင်သင့်တယ်အဲဒါမျိုးတွေပေါ့နော်ကျွန်တော်ဆွေးနွေးကြမယ်ဆိုတော့အားလုံးပဲမင်္ဂလာပါဆိုတော့နှမအဦးဆုံးကျွန်တော်တို့ဒီအာဒီပေါ့နော်ကျွန်တော်တိုက်စစ်မှုပေါ့တိုက်စစ်မှုကျွန်တော်အသင်းကအဲဒီနွေရာသီမှာကျွန်တော်တယောက်ခေါ်ခြင်းနေတဲ့အခြေအနေမျိုးမှာရှိတယ်ဒီနေရာမှာကျွန်တော်တို့ဒီ response group ကိုလက်လွတ်ပြီးအောင်မှာခေါ်မလားဒါမှမဟုတ် response group ပါထားပြီးတော့ကျွန်တော်တိုက်စစ်မှုနောက်ထပ်တယောက်ကျွန်တော်ထပ်ထည့်မလားဒါတော့ကျွန်တော်တို့အသေးစိတ်မသိရသေးဘူးအဲဒီပေါ့နော် ခြေနေရကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Rasmus ကကျွန်တော်တို့ထွက်ပြီးတော့အာဒီတိုက်စစ်မှုတယောက်ကျွန်တော်ရောက်လာနိုင်ခြေရှိရတယ်မှာပါတယ်ဆိုတော့တိုက်စစ်မှုဆိုရင်အဲထဲမှာလည်းကျွန်တော်တို့တိုက်စစ်မှုနဲ့ပတ်သက်ပြီးတော့အသင်းကခေါ်မဲ့ list ကျွန်တော်ထွက်ထားပြီးသား Frankfurt က Hugo Akitike ကျွန်တော်ပါတယ်ပြီးတော့ကျွန်တော်တို့အာဒီပါတယ် Benjamin Sesko Leipzig ကသူလည်းပါတယ်ပြီးတော့ Victor Osimhen ပြီးလို့ရှိရင် Victor Gyökeres ဆိုပြီးတော့ကျွန်တော်တို့၄ယောက်ကျွန်တော်ရှိတယ်ဆိုတော့ အဲဒီဘာလို့တချို့ report တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်ဂျွန်နသန်ဒေးဗစ်တို့ကျွန်တော်ရှိမယ်เนาะအလွတ်နဲ့ရမယ်ဆိုတော့လေသူတို့တို့လည်းပါတယ်ပြီးတော့ကျွန်တော်တို့ဒီ Liverpool ဆိုင်က Bonnie Face တို့လည်းကျွန်တော်ပါတယ်ဆိုတော့ဘလိုပဲဖြစ်ပါအတင်းကကျွန်တော်တို့ထွက်ထားတဲ့တိုက်စစ်မှုတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တည်တဲ့လောက်ပေါ့လေကျွန်တော်တည်တဲ့လောက်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်ဒီမှာကျွန်တော် report လုပ်ပေးထားလို့ပဲ Hugo AKTK က Frankfurt ကကျွန်တော်တို့ဒီနာမည်ຫນွေမှာသူ့ကိုခေါ်မယ်ဆိုလို့ရှိရင်အဲဒီဘာလို့ Euro 80လောက်ဒီဒိုဂျင်နေတဲ့အခြေအနေမျိုးမှာရှိတယ်ကျွန်တော်ဘလောက်ပဲညှိညီး 80နဲ့80ကြားမှာကျွန်တော်တို့ပြီးရမယ့်အချိန်လေးမျိုးဖြစ်တယ်ဆိုတော့80စီးခေါ်မယ်ဆိုလို့ရှိရင်80 80ကြားမယ်ကျွန်တော်80အောက်ကိုကျွန်တော်ရောက်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဒီဒီချက်ရှိမယ်နော်ဆိုတော့ဈေးမြိုင်ထဲမှာပါတယ်ပေါ့ဗျာဈေးမြိုင်ထဲမှာပါတယ်ဘန်ဂျမင်ဆက်စကူကကျတော့ Leipzig ဘက်ကယူရို60လောက်ကျွန်တော်လိုချင်နေတဲ့အချိန်လေးမျိုးဖြစ်တယ်ဆိုတော့ဒီတော့ကြောင့်မလို့အဲဒီဆက်စကူကျွန်တော်60ဆိုတဲ့အနေအထားမျိုးကဒါအရင်ကြီးတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်မတန်ဘူးပေါ့လीမတန်ဘူးပေါ့နော်ဘာလို့ဆိုတော့အဲကျွန်တော်တို့ဒီပေါ့နော်ဟို Leipzig မှာ အဲဒီလောက်ပြနေတဲ့အခြေအနေမျိုးပဲကျွန်တော်ရှိတယ်တခြားဘယ်အသင်းကိုမှကျွန်တော်သူရွှေ့ပူးတာမျိုးကျွန်တော်မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီတကြောင်မလို့အဲဒီပေါ့နော်ကျွန်တော်တို့ဒီအသင်းမှာကျွန်တော်တော့တောင်းမှအံဝင်ဝင်ကြဖြစ်ပါမယ်အောင်မြင်ပါမယ်တကယ်ကို right profile မှာလို့ကျွန်တော်ပြောဖို့အရန်ခဲရင်တယ်ကျွန်တော်ကအဲ့လိုမြင်တယ်ပေါ့နော်ဆိုတော့ Sasco ကောင်းတာမှန်တယ်ဒါပေမဲ့လည်းဒီပေါ့နော်ကျွန်တော်တို့ဒီဥရောပပွဲစဉ်တွေမှာဖြစ်ဖြစ်ဒီပေါ့နော်ကျွန်တော်တို့ဒီသူတို့ဒီ bonus league ဖြစ်ဖြစ်အဆင်ပြေနေတဲ့အခြေအနေမျိုးမှာရှိဒါပေမဲ့ premier league မှာအဆင်ပြေပါမလား ဒါတော့ကျွန်တော်တို့လုံးဝအာမမခံနိုင်တဲ့အခြေအနေမျိုးကျွန်တော် ဖြစ်တယ်ပေါ့နော်ဆိုတော့အဲနောက်ထပ်ကျွန်တော်တို့ဒီတိုက်စစ်မှုတွေမှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဲဒီဗီဒါအိုစီမန်ပေါ့ဗီဒါအိုစီမန်ကတော့ကျွန်တော်တို့ဒီနာပိုလီနဲ့သူပြဿနာကြီးဖြစ်တယ်နော်ဖြစ်ပြီးတော့ကျွန်တော်တို့ဒီအခုလက်ရှိဆိုရင်ကလာဒါဆာရင်းမှာသူအငှားထွက်ကစားနေရတယ် injury ဒီဘာနော်ဟိုတော်တော်များများကျွန်တော်ရာဘူးတဲ့ကစားသမားတယောက်ကျွန်တော်ဖြစ်တယ်ဒါအပြင်ကျွန်တော်နာပိုလီကလည်းသူ့ကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုဖြစ်နေလဲဆိုတော့ အလက်ကလည်းကျွန်တော်လွတ်ချင်တယ်ဒါပေမဲ့လည်းပဲပေါ်ပဲမလွတ်ချင်ဘူးဒီလိုပုံစံဖြစ်နေတာဆိုတော့သူ့ကိုကျွန်တော်တို့ချင်းကပ်ပြီဆိုတာနဲ့ဈေးရကျွန်တော် ပြဿနာဖြစ်တာပဲပြီးခဲ့တဲ့ကျွန်တော်ဈာထဲမှာဆိုလို့ရှိရင် PSG ကိုဘနာအစီမံရောက်မလို့ကျွန်တော်ဖြစ်ဘူးတယ်ဖြစ်တယ်ပေါ့နော်ပြီးခဲ့တဲ့နှွေရပေါ့နော်ဖြစ်တယ်ဒါပေမဲ့လည်းပဲအဲ့ပြောင်းရွှေ့ကြီးကဘလုံးမှအဆင်မပြေဘူးဆိုတော့ပြောင်းရွှေ့ကြီးကဘလုံးမှအဆင်မပြေတဲ့အနေအထားမှာသူတို့ပါလေအဲဒီအပြောင်းရွှေ့ပြက်ပြဲတယ်ပြက်ပြဲပြီးတော့အဲဒီနာပိုလီနဲ့ဒီဗီတာအိုစီမန်ဂျားထဲမှာကျွန်တော်ပြဿနာတွေဖြစ်တယ် နောက်ဆုံးကျွန်တော်တို့ကစားသမားဖြစ်သူကကလာဒါဆာရီအထိကျွန်တော်တို့တွားလိုက်ရတယ်။ဆိုတော့ဒီမှာဒီနေရာမှာကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်နာပိုလီဘက်ကမှားလာလားမှန်လာလားနော်ဖီဇာအိုဒီဗဒါအိုစီမန်ကျွန်တော်တို့ဒီမှားလာလားမှန်လာလားဘယ်သူမှမသိဘူး။လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာနော်ကလပ်နဲ့ဒီဘာနော်ကျွန်တော်တို့ဒီပြဿနာရှိတဲ့ကစားသမားတယောက်မှာအက်တီကျူပိုင်းပြဿနာမရှိဘူးလို့ကျွန်တော်တို့အတိအကျကျွန်တော်ပြောလို့မရဘူး။ ဆိုတော့နားပြင်ကျွန်တော်ဒီ injury ပေါ့ Manchester United ကသူ့အနေသူတော်မှာကျွန်တော်ဒီ injury ပြဿနာတွေကတောက်လျှောက်ဆိုလို့ရင်ဆိုင်နေရတဲ့အခြေအနေမျိုးဖြစ်နေအခုလက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့မှာ injury နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့200ဒီလောက်ရှိပြီ injury နဲ့ပတ်သက်ပြီး injury crisis ကျွန်တော်တို့ခံစားနေရတာဆိုတော့ဒီလိုနေရာမျိုးမှာ Victor Osimhen က injury မရပါဘူးလို့ဘသူများကျွန်တော်အာမခံနိုင်ဘူးမအာမမခံနိုင်ဘူးเนาะဒီ Premier League လို့တကယ် intense ဖြစ်တဲ့ဒီဘာလို့ကျွန်တော်တို့ဒီအဲဒီ league တစ်ခုကိုကျွန်တော်လာကစားရမယ်ဆိုလို့ရှိရင် injury ပရုံမဖြစ်ဘူးလို့ကျွန်တော်တို့ပြောလို့မရဘူး။ဒါအပြင်ကျွန်တော်တို့ဒီနာပိုလီတောင်းပန်ဈေးကအဲဒီ80လောက်ရှိတယ်ယူရိုတန်း80လောက်တို့ကလိုချင်နေတဲ့အခြေအနေမျိုးပေါ့နော်။ဆိုတော့ဒီနေ့ထားမှာ injury ရလဲကျွန်တော်တို့ဒီ ပြုံးသွားနိုင်ကြရလဲမြင့်နေဒီဘောနော်အတင်းရဲ့ဒီဘောနော်ကစားကွက်မှာအံဝင်ပေါ်တာများပါလေတကယ်တကယ်နဲ့ကျွန်တော်တကယ်ကစားနိုင်နေဆိုလို့ရှိရင်အံဝင်လာနိုင်ရရှိရတကယ် quality player ပဲဘောနော်ဒါပေမဲ့နောက်တစ်ချက်ကျွန်တော်လောက်ခလာစားဘောနော်အော်စီမန်ကျွန်တော်လောက်ခလာစားများမယ်ထဲမှာများတယ်ထဲမှာပါတယ်ဘောနော်ဆိုတော့ဒီတော့ကြောင့်မလို့နာပိုလီရတဲ့သူကလက်လွတ်ချင်တယ်သူတို့ရဲ့ဆန္ဒကိုကျွန်တော်တို့ကဖြည့်ဆည်းပေးလိုက်လို့မျိုးကြီးဖြစ်သွားမှာဆိုတော့ဒီနေရာမှာကျွန်တော်နောက်ထပ်သတင်းကြားရဆိုလို့ရှိရင် Rasmus နဲ့ဒီဘောနော်ကျွန်တော်အလဲထက်လုံးမှာဘာညာဆိုတော့ အဲဒါလည်းဖြစ်ကောင်းလို့ဖြစ်နိုင်တယ်ဗောလေဒါပေမဲ့ကျွန်တော်တို့ဒီအသင်းက option တစ်ခုအနေနဲ့ပဲကျွန်တော်တို့မြင်ထားတဲ့ပုံစံမျိုးဗောလေဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီ Girl Crush ကိုပြောအောင် Girl Crush ကအခုလက်ရှိအဲကျွန်တော်တို့ဒီဘာနော် Florian Benedict ကကျွန်တော် report အရာဆိုလို့ရှိရင် Girl Crush က release clause မှာကျွန်တော်ဒီဘာနော်သူတို့ဒီလာမယ့်ညမှာကျွန်တော်ထွက်မယ်ဆိုလို့ရှိရင် release clause ကကျွန်တော်ဒီ euro တန်း100တွေကျွန်တော်ရှိတယ်ဒါပေမဲ့အဲတကယ်လို့ဘာနော်တကယ်ဒီဘာနော်ကျွန်တော်ဒီတခြားအသင်းတွေကခေါ်ချင်တယ်ဆိုလို့ရှိရင်အဲ club နဲ့ကစားသမားဖြစ်သူနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီ အဲဒီ sporting lisbon နဲ့ဒီ vita gilchrist နဲ့ကြားထဲမှာ gentleman agreement ပေါ့နော် gentleman agreement လို့သူခေါ်မှာပေါ့အဲနှုတ်အားဖြင့်သဘောတူညီမှုရှိတာနဲ့ဒါလာမယ့်နေမှာသူ့ကိုခေါ်မဲ့အသင်ရှိလာတယ်ဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ဒီ euro တန်း60နဲ့80ကြားထဲကဈေးနှုန်းနဲ့လက်လွတ်ရမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော် agreement ရှိထားတယ်ဆိုတော့ gilchrist လို့ကစားသမားမျိုးအဲအဲ့လိုကစားသမားမျိုးပေါ့နော်အသက်26နှစ်အရွယ်တကယ်ကျွန်တော် quality player ဒါကိုကျွန်တော်တို့ယူရိုတန်း60 90လောက်နဲ့ကျော်ရမယ်အခြေအနေမျိုးပေါ့လေဆိုတော့ဒီနေရာမှာစိတ်ဝင်စားတဲ့အသင်းတွေကိုသူဖော်ပြရတဲ့အထက်မှာတို့ရှင် City ပါတယ် Arsenal ပါတယ် Liverpool ပါတယ် Chelsea ပါတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ် United တော့ကျွန်တော်တို့ဒီ report ထဲမှာမပါဘူးပေါ့လေဒါပေမဲ့ကျွန်တော်ပြီးခဲ့တဲ့ရှေ့ရက်ကကျွန်တော် report တွေကိုကြည့်မယ်ဆိုရင် Crocus ကအဲ list ထဲမှာပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ပါကျွန်တော်တို့ဒီ Euro တန်း60 90နဲ့ရနိုင်မယ်ဆိုတဲ့အခြေအနေမျိုးဆိုတော့အဲဒီနေ့သားမှာသူ့ကိုခေါ်ခြင်းတဲ့ club တွေကိုလည်းဒီ Sporting Lisbon က ဒီပေါ့နော်လောက်လောက်နဲ့ခေါ်လို့ရကြအောင်ယူလိုတန်း60 80လောက်နဲ့ခေါ်လို့ရကြအောင်အကုန်လုံးကို inform လုပ်ပြီးသားလို့ကျွန်တော်ပြောထားတယ်ဆိုတော့ဘာဆက်ဖြစ်မလဲတော့ကျွန်တော်စောင့်ကြည့်ရအောင်အသင်းဘက်ကကျွန်တော်တို့ဒီ striker နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိကျွန်တော် budget သုံးဖို့လုပ်ထားလဲအဲဒါမှအယောင်ရှိမှအဝယ်ရှိမှပုံစံမျိုးလုပ်ချင်တာလားဒါမှမဟုတ်လုံးဝကျွန်တော်တို့ဒီပေါ့နော်ဟိုအဲဒီပေါ့နော်ငွေငွေတင်းတန်းနဲ့ကျွန်တော်တို့တက်တက်ဝယ်ချင်တာလားပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ့်အခြေအနေမျိုးပေါ့လေဆိုတော့ပြန်ပြီးရေဈေးနှုန်းတွေပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဂျောခရက်စ်ကတော်တော်တန်နေတဲ့အထင်မှာပါတယ်ကျွန်တော်တို့အခုလက်ရှိကျွန်တော် list အရာပြောတာပါ list အရာကျွန်တော်ဒီ၄ရောက်ကိုကျွန်တော်ရှင်းရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင် AKDK ယူတန်း80လုံးဝမတန်ဘူးเนาะလုံးဝမတန်ဘူးအသက်ငယ်တာမှန်တယ် talented ဖြစ်တာမှန်တယ်ဒါပေမဲ့ Premier League မှာအဆင်ပြေမလားဘယ်သူမှအားမခံနိုင်ဘူး Ruben Amorim ကစားအခွက်မှာအဆင်ပြေမလားဘယ်သူမှအားမခံနိုင်ဘူးနောက်တစ်ချက်ကျွန်တော်ဒီ Sasco ဒီလိုပဲသူကလည်းကျွန်တော်ဒီ Euro တန်း60 okay စစ်စစ်တန်း60တန်နေပဲထားပါအောင်တော့အဲဒီပေါ့နော် live set တင်းတင်းမှာပဲကစားဘူးတယ်ကောင်းတာတော့မှန်တယ်ဒါပေမဲ့ Amorim ကစားခွက်မှာ ်အဆင်ပြေပါမယ်လုံးဝပရီးမီးယားလိမှာအဆင်ပြေပါမယ်သူအာမခံနိုင်တယ်အာမခံနိုင်တယ်ဆိုတော့ဗီတာအော်စီမန် injury ကိစ္စတွေနော်လာစာကိစ္စတွေအဲသူရဲ့ကျွန်တော်တို့ဒီ parent club ပေါ့နော်နာပိုလီနဲ့ကျွန်တော်ပြဿနာဖြစ်ထားတာလीဒီလိုချက်တွေကျွန်တော်ရှိနေတယ်ဆိုတော့ပြီးတော့ကျွန်တော်တို့ဒီ Emery ရဲ့ကစားကွက်မှာအဆင်ပြေနိုင်ဖို့များတယ်ဆိုပေမဲ့လောက်ခလာစားလည်းများသေးတယ်ဆိုတော့အာဒီပေါ့နော်အတင်းအတွက်ကျွန်တော်တို့ဒီပေါ့နော် positive ဆိုတာထက် negative နည်းနည်းများတယ် Vita Geocrest Geocrest ကြတော့ကျွန်တော်တို့ဒီ Emery နဲ့လက်တွဲဘူးတယ်ဆိုတော့ ဒီကစားကွက်မှာသူကအဆင်မပြေနိုင်ကြဘာကြောင့်မှမရှိဘူးလုံးဝအဆင်ပြေနိုင်တယ်ဒါအပြင်ကျွန်တော်တို့ဒီလောက်ခလာတာဆိုလို့ရှိရင်လဲစပိုတင်းမှာရတဲ့လောက်ခလာတာဘယ်လောက်ရှိမှာမလို့တော့ဆိုတော့ဒီအခုလက်ရှိကျွန်တော်တို့ဒီဟိုရောက်လာလို့ရှိရင်ကျွန်တော်တို့နည်းနည်းပွားလောက်တိုးပေးလိုက်လို့ရှိရင်အနည်းဆုံးတော့ကျွန်တော်ရပြီဗျာဆိုတော့သူ့ကိုကျွန်တော်တို့ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့2သိန်းမပြည့်ပဲကျွန်တော်တို့3သိန်း8000လောက်နဲ့အဲဒီဘာနော်အဲအသင်းမှာကျွန်တော်တို့ထားထားလို့ရတဲ့ခြေနေမျိုးဖြစ်တယ်ဆိုတော့ဒီ အဲဒီအော်စီမန်နဲ့ကြော်ရှင်းလိုက်မယ်ဆိုလို့ရှိရင်လောက်ခလာစားကြောင်းအများကြီးတက်တာတယ် quality player ရမယ် amrin နဲ့ကစားကွက်မှာလုံးဝကျွန်တော်တို့အံဝင်မဲ့ကစားသမားတယောက်ကျွန်တော်ရမယ်ဆိုတော့ဒီလိုပုံစံမျိုးပေါ့လေဆိုတော့ဖက်ဘက်ကကျွန်တော်တို့ positive sound တော့ပုံများတယ်ဆိုတော့ negative ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အသင်းဘက်ကအဲဒီ20ဒီမနော်25နှစ်အဲနောက်ဆုံးပေါ့နော်26နှစ်တို့ဘာလို့မခေါ်ဘူးဆိုတာမျိုးကျွန်တော်အသက်အရွယ်နည်းနည်းကြီးတာလိုပဲဖြစ်ပြကျွန်တော် striker များဒီမှာ striker ဆိုတာအဲဒီပေါ့နော်အသက်ဒီ hurricane လို့ဆိုကြည့်လိုက်ပြအခုလက်ရှိကျွန်တော်30ကျော်နေပြီ เนาะဘယ်လိုလုပ်ပြနေလဲဆိုတော့ striker ဆိုတာအဲ့လိုကစားလို့ရတယ်ဗျာဆိုတော့ striker ဆိုတဲ့ position ကကျွန်တော်အနည်းဆုံးဒီ26နှစ်ဆိုတဲ့အနေထားကကျွန်တော်ခေါ်လိုက်မယ်ဆိုလို့ရှိရင်ဒီဘာလို့အနည်းဆုံးတုံးလို့မရအောင်ဆိုလို့ရှိရင်6နှစ်လောက်တော့ကျွန်တော်9နှစ်6နှစ်လောက်က AC တုံးလို့ရတယ်ဆိုတော့ Emery Grada ကစားခွင့်မှာအဆင်ပြေမယ်လောက်ခလာစားလည်းနည်းနည်းပဲပြရမယ်ပြောင်းရွှေ့ကြီးကိုကျွန်တော်အကုန်လုံးကျွန်တော် list နဲ့ရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြောင်းရွှေ့ကြီးကဒါ fair ဖြစ်တဲ့ပြောင်းရွှေ့ကြီးမျိုးကျွန်တော်ပြောလို့ရတယ် overpay ကျွန်တော်ဖြစ်မယ်ကစားသမားမျိုးမဟုတ်ဘူးဆိုတော့ ါတော့ကျွန်တော်စောင့်ကြည့်ရမယ့်အခြေအနေပဲဘယ်လိုပဲဖြစ်ဖြစ်အခုလက်ရှိ list အရာနော်အသေးရတိုက်စစ်မှု list ပြီးလို့ရှိရင် price tag ဒါတွေအကုန်လုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင် fitter gear cross ကတကယ်တန်ရည်လို့ကျွန်တော်ပြောလို့ရဖြစ်ပါတယ်ဆိုတော့ဒါတော့ကျွန်တော်ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးရှင်းသွားရင် sorry ပါကျွန်တော်နောက်ထပ်တဲ့ရင်နေဗီဒီယိုတွေအကြောင်းအရာတွေမှာကျွန်တော်ပြန်ပြီးတော့တွေးကြပါမယ်ဆိုတော့ Telegram Channel လေးကို join ထားလို့ရပါတယ်ဆိုတော့ချီရှုအားပေးညီကောင်များလေးကျေးဇူးများလေးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ